ကျွန်တော် gaming ကမြန်မာကနေ game တွေကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုသင်ကြားပေးရုံနဲ့မကပဲကိုယ့်ရဲ့ game ကိုလူများများသိအောင်ဒီ promote လုပ်ပေးတဲ့ video တွေပြီးလို့ရှိရင် developer နဲ့နောက်ကွယ်မှာ game ဘယ်လိုဖန်တီးရလဲဆိုတဲ့ video တွေပြင်ပြီးလို့ရှိရင်ကိုယ့်ရဲ့ game ကိုဒီ digital store မှာ present ဖြစ်နေအောင် Steam တို့ Google Play Store မှာကျွန်တော် account တွေ set up လုပ်ပြီးတော့ publish လုပ်ပေးပါတယ်အဲမျိုးတွေပြင်ကိုယ့်ရဲ့ game ကိုပိုပြီး quality ကောင်းအောင်ကျွန်တော် play testing လုပ်ပေးတာမျိုးတွေပြီးလို့ရှိရင်ပိုပြီးရှုပ်ထွေးတဲ့ legal policy ကိစ္စတွေပေါ့နော် platform policy ကိစ္စတွေကိုလည်းကျွန်တော်တို့ကပဲတာဝန်ယူပြီးတော့အကုန်လုပ်ဆောင် ေပါတယ်။ကျောင်း gaming ကမြန်မာမှာတက်ရောက်နေတဲ့သင်တန်းသားတွေအတွက်လည်းအခွင့်အရေးကောင်းတစ်ခုရှိပါတယ်။အဲ့ဒါတော့ကိုယ့်ရဲ့သင်တန်းသားတွေအတွက်ကို game publishing service ကို free လုပ်ပေးတော့မှာပဲဖြစ်ပါတယ်။ကိုယ့်ရဲ့ game ကို digital store ဖြစ်တဲ့ Google Play Store နဲ့ Steam ပေါ်မှာတောင်းယူပြီးတော့ publish လုပ်ပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်အတန်းပြီးသွားတဲ့အခါမှာလည်းကိုယ့်ရဲ့ masterpiece game ကိုလုပ်ချင်ရင်သို့မဟုတ် core portfolio project လုပ်ချင်တယ်ဆိုလို့ရှိရင် digital store မှာသွားကြည့်လို့ရအောင် publish လုပ်ပေးတော့မှာအတွက်ကြောင့်ကိုလုပ်ချင်တဲ့ game ကို ီးတော့အယုံဆိုင်ပြီးလှုပ်လို့ရတာပေါ့ကဲကိုယ့်ရဲ့ game ကိုဖန်တီးပြီးဆိုလို့ရှင်ကိုယ့်ရဲ့ audience တွေဖြစ်တဲ့ဒီ player တွေများများသိပြီးများများစောနိုင်အောင် game publishing ကလုပ်ကိုလုပ်မယ် process တစ်ခုပဲဖြစ်ပါတယ်ကိုကိုတိုင်းလုပ်နိုင်တော့လုပ်ပေါ့နော်မလုပ်နိုင်ဘူးဆိုလို့ရှင် game publisher တွေဇီကနေအကူအညီသွားပြီးတော့ယူတက်ပါတယ်ဒါမှလည်းကိုယ့်ရဲ့ game ကိုခုနပြောသလိုလူများများသိပြီးလူများများစောင့်ကြမှာပါကျွန်တော်တို့ရဲ့ဒီ publishing game service တွေကိုအသေးစိတ်သိချင်တဲ့ဆိုလို့ရှင်တော့ကျွန်တော် game maker မြန်မာ website မှာဝါရောက်ကြည့်ရှုလို့ရပါတယ်